subscribe ပေးမှရှိတော့ခေါင်းဆောင်လေးကိုလည်းနှိပ်ပေးတော့ပါဦးလို့တက်မှန်တောင်းဆိုပါရစေ။ကြောင်နဲ့ဂျိန်စာအချိန်ကည7:00နာရီဝန်းကျင်ကနေရာကရန်ကုန်မန္တလေးအမြက်လမ်းမကြီးတက်နေရာ ဆန်နဘိန်ကုန်တီကားကြီးတစ်စီးမှာအမြဲလမ်းမပေါ်တွင် အရှိန်မမှန်ဖြင့်မောင်းနှင်လာခဲ့ပါတယ်ကားကိုမောင်းနှင်နေသူကဒရိုက်ဘာနေထွန်းဖြစ်ပြီးဘေးနားမှာတော့တပည့်ဖြစ်သူစပယ်ယာတူရကကုန်းတမြုံမြုံဖြင့်ကာရကဘောင်မော်ကိုလက်တင်ပြီးအပြင်ဘက်ကိုငေးကြည့်လိုက်ပါလာခဲ့ပါတယ်သူရအိတ်ရှင်နေပြီလားကြားစရာမိတ်ရှင်နေပေါ့ဆရာ အေးကွာဒုက္ကုံကောင်းသမားတွေရဲ့ဘဝကအဲ့ဒီလိုပဲကွာအဲ့လေကားပေါ်စားလေကားပေါ်မင်းလေစပယာဘဝနဲ့ကျင်းတတ်မနေနဲ့ဟုတ်ဒရိုက်ဘာဖြစ်အောင်ကြိုးစားဟိုရှိကြရင်လမ်းပြောင်းပြီးအဲ့ကြမှာမင်းမောင်းတော့ဟုတ်ကဲ့ပါဆရာသူရကအသက်20ခန့်လူဝင်တယောက်ပါ မီတိုမောင်းနေတဲ့ကွန်ကားမှာစပယ်ယာလိုက်ပြီးဒရိုင်ဘာဖြစ်ရန်ကြိုးစားနေသူပါနေတုကလက်ရှိမောင်းနေတဲ့ကွန်ကားကိုပိုင်နေတတိယတူအိမ်တော်မရှိတာကြောင့်လူပြိုကြီးတအူးလည်းဖြစ်တာကြောင့်အနောင်ဖွဲ့မရှိဘူးလူမတ်တအူးဖြစ်တဲ့အပြင်အတော့အစားလောင်းကစားမိမကိစ္စကင်းရှင်းတာကြောင့်ကွန်ကားမောင်းသူဒရိုင်ဘာတွေကြားတဲ့အားလုံးရဲ့လေစာချင်းကိုခံရသူဖြစ်ပြီး သူရကိုယ်တိုင်ကလည်းဆရာဖြစ်သူကိုချစ်ကြောက်ယူတည်ရပါတယ်သို့တော်လေချုပ်ပြည့်ကင်းသူမရှိဆိုသည့်စကားအတိုင်းနေထုံးမှာအချင်းစိုးတစ်ခုရှိနေပြီးထိုးရကတော့အစာပဲဖြစ်ပါတယ်ထမင်းစားရင်အသားပါမှစားတတ်သလိုကိုယ်တိုင်လည်းတက်ဖြက်ကမျိုးရည်ရှည်စားတတ်ပါတယ်ดูไรมาไปซะดีกว่า ရှင်နာမှာမာစားနေကြဆိုင်ကြီးတဆိုင်ရှိတယ်။လက်ဖြောင်းကြရင်မင်းမမောင်းနေတော့စားပြီးတောက်ပြီးမှမင်းမောင်းတော့ဒီချိန်ဓမိဆိုင်ရှိပါဦးမလားဆရာကြီးရှိတယ်ကွာသူတို့ကဆိုင်မဟုတ်ဘူးသူတို့ရွာထိပ်ကအမြန်လမ်းနဲ့ကတ်နေတာဒီကွာအဲ့တော့ခုံလေးတွေချပြီးကုန်ကားသမားတွေကိုအဓိကရောင်းလာဈေးကလည်းတန်တယ်လို့အသားဆုံးလည်းရတယ်ကွာ တို့ကားသမားတို့ရဲ့ပုံစံသဘောပေါ့ကွာဟုတ်လားဆရာကျွန်တော်တကယ်မသိတာအေးမသိဆိုမင်းကားလိုက်တာကြာမှမကြသေးပဲနောက်ပြီးမင်းပါတဲ့အချင်းတွေကအန်နီယာကိုဖျက်သွားတာနေဘက်တွေလေညဘက်မှာမဟုတ်တာဒါကြောင့်မကြုံတာပါကွာသူရပါမဆက်မပြောတော့ဘဲခေါင်းမနှိမ့်လိုက်ပြီး အိတ်ထက်ကကိုရတုတ်ထက်ကကိုတရားကိုယူသွားလိုက်ပြီးကားနောက်ကြည့်မှန်ကိုငေးနေလိုက်ပါတယ်ကုန်းကားတစ်စင်းထိုးဆိုင်လာတာကြောင့်ခုံတွေတိတ်နေတဲ့အသက်40ကျော်အရွယ်လူကြီးမှာလုံးလက်စအလုပ်ကိုရက်လိုက်ပြီးနေထုံးတို့ကုန်းကားကိုလှမ်းကြည့်နေတာအားသူရမြင်လိုက်ရပါတယ်ကားပေါ်ကနေ ခတ်တုတ်တုတ်ဆင်းသွားတဲ့ဆရာဖြစ်သူနောက်ကနေကတ်လိုက်သွားပြီးမသိရသေးတဲ့ခုံစပွဲတစ်ခုမှဝင်ထိုင်လိုက်တယ်။ကားပေါ်ကဆင်းဆင်းချင်းမှောင်နေတာကြောင့်ထိုလူကြီးကနေထွန်းတို့ဆရာတစ်ဘက်ကိုတေချာမြေပုံမရပါဘူး။ခုံမှာထိုင်ပြီးတော့မှသာအနားမှာရှိတဲ့ဘက်ထရီမိချောင်းရဲ့အလင်းအောင်ခတ်မိမိကြောင့်မြင်သွားပုံရသွားပြီးစပွဲနားကိုတွတ်ကတ်လာတော့တယ်။ ဟာစီဟာနေထိုးမှာလားဗျထိုင်ပါဗျာဟောတိုင်မဲတိုင်ပြီးနေပြီဒီလူဘလို့လူလဲလို့သူရစီထဲကနေမချင်မနဲ့ပြောလဲမိတယ်ကိုစားဘာရှိသေးလဲဗျာကျုပ်တို့ထမင်းစမ်းမယ်ဩဒါကျုပ်တို့ပဲသူရတယ်စပယ်ရလိုက်တာမကြသေးဘူး သူရကိုကြည့်နေတယ်ကိုစဆိုသူကိုနေတုန်းကသူရနဲ့မိတ်ဆက်ပေးလိုက်ပါတယ်ကဲကိုစကျွတ်ထမင်းစမယ်အေးဟိုအာနာတော်ရဲ့မျက်နှာပဲဖြင့်နေတုန်းကိုကြည့်လိုက်ပြီးအိုးရီပကံတွေတိမ့်နေတယ်မိမဖြစ်သူကိုလှည့်ကြည့်လိုက်တယ်နေထုံးနဲ့သူရလေထိုအခါမှာနောက်ကိုလှမ်းကြည့်လိုက်တော့ စိုက်သိမ့်နေတာကိုသဘောပေါက်သွားပြီဟောဆရာနေထုံးမလားကျမတိတ်ဆဲနေတာနဲ့မမြင်လိုက်တာလောလောဆယ်တော့ဘာမှမရှိတော့ဘူးဆရာရဲ့ပြောတဲ့လေတန်ကအတော်ပဲအားနာနေတဲ့လေတန်မှာအာမနာလို့လည်းမရပါဘူးထိုလင်မယားအပေါ်နေထုံးရဲ့ကျေးဇူးကမကင်းလာဘူး မိုးရင်းကာလအချိန်ကကိုစအပြင်းပြခဲ့ချိန်အလုံးမရှိဘဲဒုက္ခရောက်နေတော့သူတို့လင်မယားကိုဟိုင်ဝေးလမ်းကနေဆယ်မကန်ဝေးတဲ့သူတို့ရွာစီကိုတကူးတကတွားပြီးအကူအညီပေးခဲ့ဘူးပါတယ်။ဟာဗျာ။ဗိုက်စားပါလေဆိုမ။အားနာလိုက်တာဇေယရဲ့။ဒီလိုလုပ်ပါလား။ထမင်းတော်ရှိတယ်။ဟိုဒီရက်တည်း အတုတ်တွေပါတွဲရောက်နေတော့စီချက်တွေအဆုံရှိတယ်။ဓမင်းတော့လုတ်ပေးမယ်လေ။ကြဲဦးလည်းရှိတယ်။ချက်ချင်းကြော်လိုက်လို့ရတယ်။နေလုံးစီကဘာတမပြန်ထွက်မလာခဲ့ဘူး။စိတ်ပြည့်နေတဲ့ပုံစံနဲ့ဇဝဲဘော်ကိုလက်တင်ပြီး secret ကိုသာစက်တိုက်ဖွာနေတော့တယ်။ဂျာရဲကသူရကထိုလင်မယားကိုပြန်အားနာသွားပြီမြင်။အစာအတောင်းနဲ့ပတ်သက်လာရင် တိမခန့်တက်တော့ဆရာဖြစ်သူကိုမလွတ်ဆန်ရဲတာကြောင့်ဘာမှမပြောဘဲหนีလိုက်ပါတော့တယ်ကဲမင်းတို့တော်တော်ဓမိတုံသွားလုပ်လိုက်နင်းဒီမလုံနဲ့တော့သူကမှနေထိုးစီကအတန်ထွက်လာခဲ့တယ် ဒီအနီးနားမှာဆိုင်ကလည်းမရှိတော့ဘူးဆရာရဲ့အနီးဆုံးဆိုင်ဆိုရင်တော့နောက်ထပ်၃နာရီလောက်မောင်းရအောင်ပါဒီတော့ဆရာနေတော့ဒီလိုလုပ်ပါလားကျုပ်ရွာပြန်ပြီးအသားတစ်ခုခုရအောင်စီစဉ်လိုက်မယ်လေအစားအသောက်နဲ့ပတ်သက်လာရင်ဘာကူမှတိမခန့်တက်ပြမယ်ကျေးဇူးရှင်ဆိုတော့ခေါင်းစဉ်ရဲ့အပေါ်မှာဒီလောက်ထိအခွင့်အရေးထပ်မယူသင့်ဘူး ပြန်စီစဉ်ရအောင်လဲရွာကအတော်ဝေးတဲ့အပြင်ရင်ဆိုလို့ဘားကောက်စပိန်လေးကိုနောက်တွဲတက်ထားတာသာရှိပါတယ်ထို့အချိန်မှာတော့ဟာမင်းမင်းကွာအဘာတော့ဟာကိုအထွေးနဲ့ကိုနေတဲ့နေသူတွေကြားတဲ့ကိုတစုံတစ်ခုပြုတ်ကျလာခဲ့ပြီးအားလုံးထိတ်လန့်သွားတာကြောင့်အားလုံးရဲ့နှုတ်ကနေရောင်ရမ်းပြီးအွန်လိုင်းမိတော့တယ် ညောင်ခွန်ညောင်ဆိုတာကြောင်အော်တန်ဖြစ်ပါလေကျွန်တော်လဲအော်တတ်တယ်လို့အော်ကြည့်တာပါအစင်မပြင်းလဲကိုဘသားတော်အော်ကြည့်ကြပါဗျာသူမဲမဲပုံစံအရာကစက်တငငင်ဖြစ်နေပြီးဇပွဲအောက်မှာလှုပ်လိမ့်နေပါတော့တယ်သူကမှနေထုံးနဲ့ကိုစားကအချင်းလေးကိုသဘောပေါက်တော့တယ် သူရတို့ထိုင်နေတဲ့ဇပွဲဟာတစ်ပေရဲ့ကြာသောနေရာတစ်ကိုင်းပေါ်က နေကြောင်နဲ့တကောင်ပြုတ်ကျလာခဲ့ရာအားလုံးလန်သွားတဲ့အချိန်ဇပွဲပေါ်မှာရှိတဲ့ရင်းနှွေးချမ်းပကန်းနဲ့ထိုကြောင်နဲ့ကိုနေထွန်းကပြစ်ပေါက်လိုက်တာပါချက်ကောင်းကိုထိသွားရန်တူပါတယ်ဒါကြောင့်ကြောင်နဲ့ကမချိမဆက်အော်တန်နဲ့ဇပွဲအောက်မှာလွတ်လွတ်နေပါတော့တယ်ဟာဟုတ်ပြီ နေထုံးအတန်ထွက်လာပြီးဇဘွဲအောက်မှာရှိတဲ့ကြောင်နှဲ့ရဲ့လဲပင်းကိုစုကင်ကကိုစားကိုနှောက်ပြလိုက်ပါတယ်ကိုစားဒီကြောင်ကိုချက်ပြီဗျာအစကတော့ဗိုက်စာနေတဲ့အချိန်လန့်သွားတာကြောင့်နေထုံးဒေါသထွက်ပြီးအနာရှိတာနဲ့ကောက်ထုတ်လိုက်ခြင်းမှာအခုမှသာထိုးကြောင်နဲ့ကိုချက်ပြုတ်ပေးဖို့ ကိုစလက်ထဲသူအံ့နေပါပြီတကူလုံးနတ်မောင်နေတဲ့ကြောင်နဲ့ကအတော်အသင့်ကြီးပါတယ်သူတဆက်ဆက်ကြားနေတာကိုကြည့်တော့ခေါင်းကွန်ကွဲသွားပြီးမျက်လုံးတစ်လုံးမှာရှေ့သူပြုတ်ထွက်နေကရုံကန်ချင်းမပြုတ်နိုင်တော့ပဲအသက်ငင်းနေပါတော့တယ်သူရကတော့ထိုမြင့်ကွင်းကိုကြည့်ပြီးကြောက်ရွံ့လာကြောင်းဆရာဖြစ်သူရဲ့အစားမက်ပုံကို အော်ကလင်ပင်စံမိတော့တယ် ထို့နည်းတူကိုစားလဲတွေးပုံပေါ်တာကြောင့်အလိမ္မာသုံးခါရှောင်လိုက်ပါတယ်ဆရာနေတွန်းကျုံမချက်ပေးခြင်းလို့မဟုတ်ဘူးဗျာကျောင်းကမကင်တက်ရင်ချက်တဲ့အခါနန်းနေဗျာကျုပ်ကကင်နေမကြတော့နေနေကျုပ်ကသာကင်မယ် ကိုစားရဲ့စကားစုံးမမဆောင်တော့ဘဲထိုင်နေရမှထကအမမညူမိဖို့ရှိတယ်မဟုတ်လားရှင်ရှိရဲ့ဆရာဟိုမှာဆိုင်အနောက်နားကိုလက်ညှိုးထိုးပြလိုက်တာကြောင့်နေထုံးလဲကြောင်ကိုယူကမိဖို့စီတို့ရှောက်သွားလိုက်ပါတော့တယ် သူကလည်းမနေတာတော့တာကြောင့်ဆရာဖြစ်သူ နောက်သူလိုက်သွားပြီးလိုအပ်တာလုပ်ပေးဖို့ပြင်လိုက်တယ်။မိဖို့အနားမှာအရန်သင့်တွေ့ရတဲ့ကောက်ရိုးတွေနဲ့မိတောက်ရအောင်ပြုလုပ်လိုက်ပြီးအတန်ငွေငွေရှိသေးတဲ့ကြောင်နဲ့ကိုမိညက်ပြညက်ကမိခင်လိုက်ပါတော့တယ်။ထိုအခါမှာလူလူလာပြီးအကောင့်တန်းရှိနေသောမေလုံးတစ်လုံးဖြင့်နေထုံးကိုစူးစူးရဲရဲကြည့်ကဝန်ကောင်တန်ကြီးဖြင့်တခါအော်လိုက်ပြီး မကြီးမဆန်အသက်ထွက်သွားပါတော့တယ်အမမန်းတို့ဂျင်းများများနဲ့မယုတ်သီးတစ်စုံလောက်ထောင်းထားပေးပါဗျို့ကြောင်သေးကိုမင်းမြတ်ပြီးတယ်နော်အရေကိုစုတ်ခါခုတ်တစ်ပြီးကိုယ်တိုင်ချက်ပြုတ်တော့တယ်ဟေ ਉਹ နားမှာပဲတဝဲလဲလဲလုံနေတဲ့ဆရာဖြစ်သူကိုကြည့်ပြီးသူရ ထိတ်လန့်လာတာကြောင့် စက်မနေရတော့ပဲကိုစားရစီကိုတွားကဦးလေကျွန်တော်ဓမိတော်လေးလုပ်ပေးပါလားဟေးမင်းကအစားရှောင်လားလားចောင်းသားမစားဘူးလားဟိုစားပါတယ်ဗျအခုကဘိုင်ရန်စားနေလို့မနေနိုင်တော့လို့ပါ အမန်တော့သူရလိန်ပြောလက်ချင်းဖြစ်ပါတယ်။ဘိုင်မစားပြီမဲ့မျက်စိရှိတယ်ဖြစ်သွားတဲ့မိငွင်းကိုကြည့်ကကြောင်တဲ့သားကိုမစားလို့တော့တော့ကြောင်တမင်ကြိုးစားလိုက်ချင်းမှာကိုစားလေအကင်းပါသူပြီပြီချက်ချင်းပဲထမင်းတုပ်ပေးဖို့မိမဖြစ်သူကိုခိုင်းလိုက်တော့တယ်เสียหนีท้องเสียตะเบ้ก็တော့ไบ้สาโลเด้ ။ဒါမင်းပဲတုတ်ပေးလိုက်တော့မယ်။ဟာဒီကောင်နေ။ကြောင်သားကအရန်ကောင်းတာကွာ။မစားလည်းနေ။မင်းမစားတော့ငါဘူစားရတာပေါ့။ तू ရဘာမှမပြောတော့ပဲဇပွဲမှာပဲတဲတိုင်နေလိုက်တော့တယ်။နိုင်ကိုကြည့်လိုက်တော့ညတနာပြင်ခွဲနေပါပြီ။တကယ်လို့သူတို့ဓမင်းမစားပဲဆက်သွားပြီဆိုပါက အခုချိန်ဆိုရင်မိတိလာမြို့ဝင်နီးလောင်နေပါပြီထိုအချိန်ကျမှသမင်းကိုတစ်တစ်ချာချာစားလို့ရပါရဲ့နဲ့ဆရာဖြစ်သူရဲ့အစားမက်ပုံကိုထက်ခါထက်ခါအော်ဂလီဆမ်မီနေခဲ့တယ်သူရလဲသမင်းတော့စားလိုက်ပြီးဂုံဂုံမီကမင်းနေခဲ့တယ်ကြက်ပြီးဟေ့အော်တန်ကြောင် သူရမျက်လုံးဖွင့်စီလိုက်တော့ဟင်းအိုချီကိုတဲလာတဲ့ဆရာဖြစ်သူကိုတွေ့လိုက်ရပြီပကံလေးတော့မထဲတော့ပဲအိုးလိုက်ပဲဇပွဲပေါ်တင်လာတော့တယ်ထို့နောက်နေရက်စွာ စားပါတော့တယ်ဟင်းလုံးများကိုတရုံမီတရုံကောက်ဝါးနေပြီးတန်ဝိုးကျင်ကိုတော့မိနေပုံရပါတယ်စားတော့ပြီးတဲ့အခါမှာကိုစားလို့လေကြောက်ကြောက်အေးအေးပြရပြီဗျာ မဟုတ်တာဆရာနေထွန်းရဲ့ကျုပ်တို့ကဒီမှာပဲတညာလုံးနေပြီမနေ့စောစောဈေးတဲ့ဆောင်ဝယ်ချမ်းပြီးတာနဲ့ချက်ပြုတ်တော့မိုးလင်းရော်လေပြီးမှတယောက်တည်းလဲအိတ်ကြတာညနေဆိုပြန်ထညဘက်ရောက်လာလေဗျာဒီနေ့ကဈေးရောက်ပတ်ကြတယ်ဗျာနောက်တရက်မှအိမ်ပြန်တာတရက်လုံးတရက်နာပေါ့ဗျာကြောင်နဲ့သားကတကယ်ကောင်းနေကိုစားရဲ့ခမရစားကြည့်ပါလား မစားတော့ပါဘူးဆရာရဲ့သူရည်တို့နောက်ကျနေပြီကွာတွားကြစို့ဟုတ်ကဲ့တွားမယ်လေဆရာဟင်းတွေကြောက်ယူသွားမယ်ကိုစားရည်အိုးပါယူသွားလိုက်မယ်မနေ့ကညနေပြန်လာမှာပဲအိုးဝင်ပေးတော့မယ်ဟုတ်ကဲ့ပါဆရာရဲ့ရပါတယ် နေထုံးတို့ဆက်တပဲ့လေကားစီကိုဥတီလာခဲ့ပြီးကိုစားလဲနောက်ကနေဟင်းအိုမကလိုက်ပို့ပါတယ်ကိုစားမိမကတော့ပင်ပန်းသွားပြီးထင်ပါတယ်တရားလေးတစ်ခုပေါ်မှာစောင့်ချိုးပြီးအိပ်ပျော်ကြံခဲ့တော့တယ်နေထုံးလဲဟင်းအိုကိုယူကကားပေါ်သို့အရင်တက်လိုက်တယ်သူရကတော့ခုထားတဲ့ဂျန်လုံးများကိုလိုက်ဖြုတ်နေတယ်ကိုစား ယော့ယော့နေထုံးကအိတ်ထဲကနေငိုင်းရတဲ့သုံးရထုတ်ပေးတာကိုကိုစားကအတင်းကြီးနေကဲကိုစားယူပါဗျာကျုပ်ကပေးရင်ယူမကြိုက်တယ်ခမားသိရနော်ဟုတ်ကဲ့သိပါတယ်ဗျာအေးဒါဆိုလဲယူ ကဲယူပါဆိုဗျာကိုစားရင်အင်းကြီးအိတ်ကက်ထဲကိုထည့်ပေးလိုက်ပြီးကားပေါ်တက်လိုက်တော့တယ်ကဲကိုစားကျုပ်တို့သွားပြီနော်သူရကျောင်းသားစားကြည့်ပါလားကွာကျွန်တော်ဗိုက်တင်းနေလို့ဆရာရေမစားတော့ပါဘူး ေးအေးမစရနေကွာပြောလေပြောကားပေါ်ပါလာတဲ့ဟင်းအိုထဲမှာကြောင်သားတထုံးကိုလည်းယူသွားလိုက်ပါတယ်ခဏအကြာမှာတော့သူရမင်းမောင်းမလားသူရခုံကိုမိကအိတ်ပြော်နေတော့သူရကိုကြည့်ပြီး နေထွန်းဘာမှဆက်မပြောတော့ဘဲကားကသာဂူးဆိုင်မောင်းနေပါတော့တယ်အဲ့လိုနဲ့တနေ့ရအရောက်မှာတော့ကဘရိတ်ကိုရုတ်တရက်အုပ်လိုက်တာကြောင့်သူရနိုးသွားတော့တယ်ဆရာဘာဖြစ်လို့လဲဗျဟေးအေးဘာမှမဖြစ်ပါဘူးကွာ ကျိုင်းတွေ့လို့အုပ်လိုက်တာတကယ်တော့နေထွန်းကလိန်ပြောလိုက်ခြင်းဖြစ်ပါတယ်မမဲအကောင်ကြီးတကောင်ကကားရှိကနေဖက်ဖက်ကူးတာလေးချိန်ရှိပါပြီဟိုင်ဝေးလမ်းဖြစ်တဲ့အတွက်မမြင်အပ်တဲ့အရာများရှိတာကိုနေထွန်းနားလဲပါတယ်ဒါပေမဲ့အခုကတော့တိုက်ဆိုင်မှုမဟုတ်တော့တာတေချာနေပါပြီ ကာမီကိုအပေါ်မီးချိန်လိုက်ပြီးဂူးတဆိုင်ဆက်မောင်းလိုက်တယ်။သူရကတော့အိမ်မပြောတော့တာကြောင့်ကိုဝါပီမိတ်လိုက်လာပါတယ်။ဒီလိုနဲ့နောက်ထပ်အနေငယ်ကြာတဲ့အခါမှာတော့အဝေးကိုပြေးနေတော့ကာမီရောက်အောက်တွင်မမေအကောင်ကြီးတစ်ကောင်ကပိတ်ရက်နေတာကိုခလန်လန်ကနေနေထိုးရသူရပါမြင်လိုက်ရတော့တယ်။ဟုံးကိုအစမပြတ်တင်းနေပြီမေ။ အနာကူရောက်တဲ့တိုင်မလုံးမရှိရှိနေတာကြောင့်ကားကိုထိုးရက်လိုက်ရပြီးတိတ်ချကြည့်လိုက်တယ်ထိုးအကောင်ကြီးကကျင်သေးတိုင်ထိုင်က နေထိုးလို့ကားကိုကြောပေးထားပြီးလမ်းလေကနေပိတ်ထိုင်နေတာပါအကောင်ကြီးကနွားမရက်အရွယ်လောက်ရှိပြီးအမိကားကားကြီးကိုမြေပြင်ကိုတပုတ်ပုတ်နဲ့ရိုက်နေတာအားကားမိအောင်နဲ့တင်းတင်းရှာရှာတွေးလိုက်ရတယ် နေထိုးရသူရပါကြောက်ရွံ့သွားပြီးကားကိုဖြတ်မမောင်းရဲတာကြောင့်လမ်းလေကောင်မှာရက်နေပြီးချက်တိတ်တည်နေတော့တယ်ထိုးချိန်မှာပဲကြောပိတ်တိုင်နေတဲ့အကောင်ကြီးကခန္ဓာကိုယ်မလုတ်ပြီမဲ့ခေါင်းကြီးကတော့နောက်ကိုလဲလာပြီးကားစီသူခေါင်းတစ်ခုတည်းသာလဲပြန်ကြည်လာခဲ့ပါတယ်ထိုးခါမှာနေထိုးတို့ဆရာတစ်ပည့်ရဲ့ကျောက်စိတ်မှာအထုတ်ထိတ်ကိုရောက်သွားခဲ့တယ် ကြောပေးထားတဲ့အနေထားနဲ့ကောင်းနောက်ပြန်လေလာတော့တတော်ဝါကြီးကအေယာမကြောင်လက်ကြီးတကောင်ဖြစ်နေပြီးမျိုးလုံးတစ်လုံးကအောက်ဘက်ကိုတန်းလန်းပြုတ်ချနေပါတယ်။ကောင်းကကြီးကတော့ဟက်တက်ကွန်းကြီးကသူ့အလေးလေးနဲ့အဆွဲကြီးများပေါ်အောင်မန်ဖီနေတာကိုမြင်လိုက်ရတာကြောင့်နေထုံးလေးလီဘာကိုနင်းကကမှုရှူတို့ဝင်တိုက်လိုက်တော့တယ်။ဆရာ ်ဆရာရှေ့မှာတပည်ဘရိနီဘရိတူရစကားပြန်မစုံလိုက်ပါဘူးနေတို့တယောက်ကြောက်စိတ်ကြောင့်ကားကိုလမ်းပြီးဆွဲချလိုက်တဲ့အခါတပင်ကြီးတပင်ကို ဝင်တိုက်ပြီးပါတော့တယ်အရှင်ပြင်းတာကြောင့်ကားစီပေါက်ပေါက်သွားပြီးကားတစ်စီးလုံးမီးလောင်ကနေထုံးတယောက်မီးတဲကိုပါသွားခဲ့ပါတော့တယ် အေးအဖြစ်ကတော့အဲ့ဒါပါပဲတကလေးဒါဆိုအရှင်ဖျားတို့အဖြစ်ကတော်တော်ကြောက်စရာကောင်းခဲ့မှာပဲနော်ဟုတ်တယ်ကွယ်ဘုန်းကြီးတော်မိလောင်နေတဲ့ကားတွေကနေမနေရုံထွက်ခဲ့ရတာဒီမှာကြည့်အဲ့ဒီတုန်းကမိလောင်နေတဲ့ထက်ရ ဆရာတော်ကမိန်လဲမိန်ကိုယုံတင်ငန်းကိုအနေငယ်လျှော့ချကဘဲဘက်အကုန်းမှရှိတဲ့မီးလောင်အမာယူကြီးကိုကျွန်တော်ကိုပြပါတယ်ပြီးတော့မှတင်ငန်းကိုပြန်ယူလိုက်ပြီးကာမီလောင်နေတော့ဖုန်ကြီးလဲဆရာနေထွန်းကိုစွဲထုတ်ပေးမယ်မိကအားကောင်းလို့တော့မတတ်နိုင်ခဲ့ဘူးနောက်ပြီးတော့မီးလောင်နေတဲ့ကားတွေကနေကြောင်နေကြီး ကြောင်နေကြီးကြောက်ပါပြီဆိုတဲ့ဆရာနေထွေးရဲ့အတန်ကိုကြားလိုက်ရတယ်။ကြောက်စရာပါလားဗျာ။ကျွန်တော်လေဆရာတော်ရဲ့စကားကိုဝင်ထောက်လိုက်တယ်။နောက်ပြီးတော့ဘုန်းကြီးလည်းတတိလိသွားတော့တာပဲ။ဒီအဖြစ်ပြက်တွေကိုကိုယ်တိုင်မြင်တွေ့ပြီးတန်ဝေကရခဲ့တာကြောင့် သဒ္ဒနာပေါင်းကိုအပိတိုင်ဝေခဲ့တယ်ဆိုပါတော့တကားလေးရယ်သူရတဖြစ်လဲဆရာတော်ဥဒိဇနိယလည်းမောတော်ဟန်ရှိတာကြောင့်ကျွန်တော်လည်းလက်ဖေးချမ်းတစ်ခွက်ကတ်လိုက်မိပါတယ်ဆရာတော်ကလက်ဖေးရီကိုမှုတ်ကာတငုံတောက်လိုက်ပြီးဒီကိစ္စကိုတကားလေးအနေနဲ့ဘယ်လိုမြင်မိလဲ တပည့်တော်အနေနဲ့ကတော့ဒီကြောင်နဲ့ရဲ့ချိန်စာလို့ပဲမြင်မိတယ်ဗျာမသိခင်စူးစူးဝါးဝါးကြည့်ပြီးတစ်ချက်អော်သွားတာဟာချိန်စာတိုက်သွားတာလို့ပဲထင်တယ်ဗျာဟွန်းဒါလည်းဖြစ်နိုင်ပါတယ်ဒီဒီကြာကြာမသိပြီမယ်ဘုံကြီးအမြင်ကတော့ဒါကဝေးကွယ်နောက်ဘဝအထိမကူပဲချက်ချင်းလည်းငင်အကျိုးပေးသွားတာ ဘုံကြီးကိုပဲကြည်လေကျောင်းနဲ့ကိုမသေးသေးချင်းပေမဲ့ဆရာကိုမလွတ်ဆန်းနိုင်တာကြောင့်မိမြိုက်ဖို့ကောင်းရိုးယူပေးမိတာဒါကြောင့်အသက်မသေးပေမဲ့တေးရပါတန်းရရခဲ့တာပဲတင်မဖေဟာတပည့်တော်တခုလောက်ခွင့်တောင်းလိုပါလေအေးကွယ်ဘာများတော့ကွယ် ီလိုပါဗျာအရှင်ဘုရားရဲ့ဆက်လန်းကိုတပည့်တော်ဝိတုတိုလီအနေနဲ့ရေးပြီးပညာပေးခြင်းပါတယ်ဗျာအဲ့ဒါခွင့်တောင်းခြင်းလိုပါရပါတယ်တကားလေးရဲ့တချို့ဝိကျွေးကနောင်ဘဝမကူးဘူးဆိုတာကိုသိစေခြင်း ਨੇ တည်တည်ချာချာလေးရေးပြလိုက်ပါကွယ်စိတ်ချပါဗျာတပည့်တော်အမိတွေလွှဲပြီးအရှင်ဘုရားပြောသမျှကို တခုမှကြံဇလန်းတိဆောက်ပြီးရေးသားပါမယ်ဗျာအေးကွယ်ဒါဓုဒါဓုဒါဓုအားလုံးကိုသူပင်ကျေစုတင်ရှိပါတယ်ခင်ဗျာကျွန်တော်အခုဇလန်းလေးကိုပြီးဆုံးသည့်တိုင်အောင်နာတော်ရဆင်ပြေးတယ်လို့နောက်ပုတ်တွင်မှလည်းယခုကဲ့သို့ပြီးဆုံးသည့်တိုင်အောင်နာတော်ရဆင်ပြေးပါအောင်လို့မြစ်တာရက်ခန့်တောင်းဆိုကြရစီခင်ဗျာအားလုံးပဲကိုစိတ်နေပြန်ကြမ်းမှချမ်းသာကြပါစေခင်ဗျာ